အာဆင်နယ်အသင်းရဲ့အကောင်းဆုံးလူစင်းကိုပြပြခဲ့တဲ့ Iran Rice အာဆင်နယ်အသင်းကလက်ရှိနှွေးမကစားသမားကောင်းတွေကိုအများကြီးခေါ်ယူထားခဲ့ပါတယ်ရှင်ဒါကြောင့်ပွဲထွက်ကစားသမားတွေအနေနဲ့ဘယ်သူကိုရွေးချယ်ရမလဲဆိုပြီးတော့လည်းရွေးချယ်ရခက်ခဲစီပါတယ်။ဒီအတွက်လည်းအာဆင်နယ်ကံတွင်ကစားသမားကြီး Iran Rice ကသူ့မှာအဖြစ်ရှိနေနေပြီသားဖြစ်ပါတယ်။ အီရန်ရိုက်စ်ကလက်ရှိဒဏ်ရာရကစားသမားတွေကိုဖယ်ပြီးအာဆင်နယ်အသင်းရဲ့အကောင်းဆုံးပွဲထွက်ကစားသမားစင်းကိုသူ့စိတ်တိုင်းကျပြပြလာခဲ့ပါတယ်။အာဆင်နယ်အသင်းရဲ့ဒီနှစ်လူစင်းကိုတော့ကျွန်တော်အရင်အားရမိပါတယ်။ဒါပေမဲ့အကြောင်းမန်နေရာတွေမှာတော့အနိုင်ငယ်ပြောင်းလဲစီစဉ်ပါတယ်။ကျွန်တော်ကမတ်ဂျွေကီ၊ဆာကာရုရဲ့နေရာမှာမာတီနယ်လီနဲ့အက်ဆီတို့ကိုပွဲထွက်စီစဉ်နေမာတီနယ်လီဆိုရင်သူဘာလုပ်နိုင်လဲဆိုတော့လူစားဝန်တိုင်းတက်တည်ပြခဲ့သူပါ။အက်ဆီကလည်းသူ့ရဲ့ဂိုးဖန်ကျင်းမှုတွေနဲ့ပွဲထွက်ခွင့်ရဖို့ထိုက်တန်နေပါတယ်။ပြီးခဲ့တဲ့မက်ဆီနဲ့ပွဲကိုပဲပြန်ကြည့်လိုက်ပါ။မာတီနယ်လီကခြေပေါက်ကိုသွင်းပေးတယ်။အဲ့ဒီ သွင်းကုန်အတွက် XC ကလှလှပပဖန်တီးပေးခဲ့တယ်။ကျွန်တော်တို့အတင်းမှာဒီလိုမျိုးမမြင်ရတာကကြာပါပြီ။အထူးသဖြင့် Man City ကိုအဖက်ဘက်ကအချက်လက်အသားနဲ့ဖိအားပေးကစားနိုင်တယ်ဆိုတာကဒီနောက်ပိုင်းနှစ်တွေမှာလုံးဝမမြင်ဘူးရတဲ့အရာပါပဲဆိုပြီးတော့ Eldrice ကပြပြခဲ့တာဖြစ်ပါတယ်။အစုံနဲ့ကြည့်ပေးကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။